ကျွန်တော်တို့မြန်မာတွေကနှစ်ယောက်ရှိရင်သုံးဘွဲ့ကွဲတယ်ဆိုပြီးပြောတတ်ကြပါတယ်။အသင်းအဖွဲ့စိတ်ဓာတ်အားနည်းတာကိုပြတာပေါ့။တကယ်တမ်းပြောရရင်ဒါတွေကပညာရေးစနစ်နဲ့လည်းအများကြီးပတ်သက်ပါတယ်။နိုင်ငံကလေးကအသင်းအဖွဲ့နဲ့အလုံးလုံးတက်အောင် မတူပွဲပြမှုတွေကိုလက်ခံတတ်အောင်တင်မမတင်ခဲ့ရတာဒီတော့တအူးချင်းဆိုအဆင်ပြေတယ် Kitchen Walk ဆိုတာမြန်မာလိုဘာသာပြန်ရင်စုပေါင်းလှုပ်အားပေါ့တနေ့တစ်ပေါင်းရင်တကယ်ကနှစ်ပဲသို့တော့သူ့ကိုကိုကကိုကိုသူကအားဖြည့်ပေးလိုက်တဲ့အခါကျနှစ်ထပ်ပိုသွားတယ်ဒါကိုစုပေါင်းလှုပ်အားလို့ခေါ်တယ်တကယ်တော့လုပ်ငန်းခွင်တွေအဖွဲ့အစည်းတွေမှာမဟုတ်ဘူးမိသားစုတည်လဲအတင်းတစ်ခုပဲသမီးရေးစားစုံတွဲတရွဲတည်လဲအတင်းပဲ တူညီတဲ့ရီမန်းချက်တစ်ခုစီခြစ်တက်နေတဲ့နှစ်ယောက်သို့မဟုတ်နှစ်ယောက်ထပ်ပိုတဲ့အစုပ်အဖွဲ့ကိုအတင်းလို့ခေါ်တာကိုဆိုတော့စုပေါင်းလို့အားအတင်းအဖွဲ့ဒီလိုစကလုံးမေမာကိုက mutual လို့ဆိုတဲ့အပြန်အလှန်သဘောပါနေတယ်။တစ်ဖက်တည်းတယောက်တည်းကပဲအဆင်ပြေနေလို့မရဘူး။နားလည်ပေးနေလို့မရဘူး။အပြန်အလှန်ကူညီရတယ်။အပြန်အလှန်နားလည်ပေးရတယ်။အမြင်မတူတဲ့အခါမှာလဲသူလဲရှေ့တလန်းတို့ ကိုလည်းရှိတလန်းတို့အဲ့ဒီလိုမှအဆင်ပြေမယ်။ဒါကြောင့်အသိအဖွဲစိတ်ဓာတ်ရှိဖို့မှအပြန်အလှန်ကိုကျင်းစာနိုင်မှုသည်အင်မတန်ရေးကြီးတယ်။သူကလည်းကိုယ့်နေရာကနေဝင်ကြည့်နိုင်ရမယ်။ကိုကလည်းသူ့ဘက်ကနေဝင်ကြည့်ပေးရမယ်။ဒါကိုအင်္ဂလိပ်လိုပြောရင်တော့ empathy ကိုကျင်းစာတရားပေါ့။အသိအဖွဲတွေအိမ်တော်ရေးသမီးရေးစားရေးမိဘနဲ့သားသမီးဆရာနဲ့တပည့်ဆက်ဆံရေးတွေအဆင်ပြေဖို့ဆိုရင် ဲ့ဒီကိုချင်းစာတရားဟာအင်မတန်မှအရေးကြီးပါတယ်။ဆရာတက်အရွယ်ကဆိုမိဘနဲ့သားသမီးအဆင်မပြေတာတွေများတယ်။မိဘတွေကစိတ်ပူတယ်။အဲ့ဒီတော့သားသမီးတွေကိုချုပ်ချဲတယ်။သူတို့ကလည်းစပြီးတော့လွတ်လပ်ချင်လာတဲ့အရွယ်။လောကကြီးရဲ့ပြန်တန်းချင်လာတဲ့အရွယ်။ဒီတော့အငင်းနေပွားယတနာတွေတက်ကြတယ်။ကျွန်တော်ငငယ်ကဆိုရင်အပြင်းသွားတယ်။ညာဘက်နောက်ကျနေရင်အမေကဖုန်းလိုက်လိုက်ဆက်တယ်။ ျွန်တော်ကလည်းအမေဖုန်းခေါ်တာကိုမြင်ရနဲ့တမင်မကင်ဘူး။မကူကလေးများမှတ်နေလား။မယုံသင်္ဃာနဲ့ဖုန်းလိုက်ဆက်နေတယ်ပေါ့လေ။ဆန္ဒပြတာပေါ့။ဒီလိုနဲ့အိမ်ပြန်ရောက်တော့အမေကမအိတ်သေးပဲစောင့်နေပြီးကျွန်တော်ကိုစူပါလေရော။သူဖုန်းဆက်တာကိုဘာလို့မကင်တာလဲ။ဘာညာနဲ့ပေါ့။ကျွန်တော်ကလည်းအမေဘာလို့ဖုန်းနဲ့လိုက်ဆက်နေလဲလို့ပြန်ပြောတာပေါ့။အဲ့ဒီမှာပြဿနာတွေဖြစ်ကြတာပဲ။ဘာလို့လဲဆိုတော့အမေကလည်းစေကျော်သက်သားတယောက်ရဲ့ခံစားချက်ကိုမသိသလို့ ကျွန်တော်ကလည်းစိတ်ပူနေမဲ့မိဘနေရာကနေကိုချင်းမစားတတ်သေးဘူးဒီလိုနဲ့အသက်ရွယ်ရလာတော့အမေရဲ့ခံစားချက်ကိုနားလည်လာတယ်အပြင်သွားရင်ဘယ်တော့လောက်အိမ်ပြန်ရောက်မယ်နောက်ကျရင်လည်းနောက်ကျမယ်အကြောင်းလှမ်းပြောတယ်အမေဖုန်းဆက်ရင်ကိုင်းတယ်တတိချာချာဖြေတယ်ဒီတော့အမေလည်းစိတ်မပူတော့ပဲအေးအေးဆေးဆေးအိမ်နိုင်တယ်အမေလည်းငငယ်ကလူတွေဖုန်းတွေအတင်းလိုက်ပြီးမဆက်တော့ဘူးကျွန်တော်တို့ရဲ့ဆက်ဆံရေးအဆင်ပြေသွားတယ်ဒါဘာလို့လဲ အပြန်အလှန်နားလဲပေးလာနိုင်လို့ပဲအိမ်အောင်တဲ့ဆိုလဲယောက်ျားကမိန်းမကိုမိန်းမကယောက်ျားရဲ့ခံစားချက်ကိုနားလဲပေးနိုင်ရင်အဲ့ဒီဇုံတွဲကအဆင်ပြေတာပဲအသေးအဖွဲတွေမှာလည်းဒီလိုပဲငွေတန်းအငယ်နဲ့စီမံခန့်ခွဲမှုယာတူးယူထားတဲ့သူတွေကအခခတ်သိမ်းမှာအမြင်ချင်းကမတူနိုင်ဘူးအဲ့ဒါကိုအပြန်အလှန်နားလဲပေးဖို့သာလိုတာဟုတ်ပြီဒါဆိုအဲ့ဒီလိုကိုချင်းစာတက်အောင်မလုပ်မလဲစကလုံးတစ်လုံးနဲ့ပြောပါစို့ exposure လို့ခေါ်တဲ့အထိတွေ့လို့ရတယ်။လူတွေနဲ့အထိတွေ့ရမယ်။တယောက်နဲ့တယောက်ကိုခံစားနေရတာတွေဖြစ်နေတာတွေဖလှယ်ရမယ်။ကြိုက်ရင်ကြိုက်ကြောင်းမကြိုက်ရင်မကြိုက်ကြောင်းကိုဘာဖြစ်ချင်ကြောင်းပွင့်ပွင့်လင်းလင်းပြောရမယ်။ဒါကတူးချင်းအဆင့် interpersonal ပေါ့။ဒါပေမဲ့လူတိုင်းနဲ့အဲ့ဒီလိုလိုက်ပြီးထိတွေ့ဆက်ဆံပြောဆိုနေဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ဒီတော့လောကကြီးနဲ့ထိတွေ့ဖို့အတွက်သုံးခုလောက်ရတယ် ပထမတစ်ခုကသတင်းအချက်လက်ဒီအတွက်သတင်းတွေနားထောင်နေဆိုရှယ်မီဒီယာတွေသုံးနေရုပ်သံတွေကြည့်ရဲဒါမှတပားသူတွေရဲ့ကိုယ်ခွေယုံကြည်မှုတွေငြင်းချေးမှုတွေဓလေ့ထုံထမ်းတွေကိုပိုပြီးနားလည်လာတယ်ကိုပဲအမှန်ဆိုတာမျိုးမဖြစ်တော့ဘူးအဲ့ဒီမှာအပြန်အလှန်လေးစားနိုင်လာတယ်နောက်ဒုတိယတစ်ခုကတော့ခရီးသွားတာပေါ့ဒါကတော့လူကိုယ်တိုင်လေ့လာတယ်လို့ပြောရမှာပေါ့မီဒီယာတွေကပြသလောက်မဟုတ်တော့ဘူး ပို့ပြီးတော့မြင်လာတွေ့လာ နားလည်လာတယ်။ဒါကြောင့်နိုင်ငံခြားတစ်ခါလောက်ချက်ဘူးရင်ဒါမှမဟုတ်ပညာသင်ဘူးရင်အလုံးလုံးဘူးရင်လူကအရင်ထက်ပို့ပြီးအမြင်ကျေလာတာပေါ့။နောက်ဆုံးတစ်ခုကတော့စာဖတ်တာပဲ။စာဖတ်ရင်တုတ္တလည်းဖတ်လို့ရသလိုလူတယောက်ရဲ့ကိုချင်းစာနိုင်စွမ်းကိုပို့ပြီးအထောက်ကူဖြစ်တာကယထစာပေပဲ။ဆရာကြီးမြတ်တန်တင်ရဲ့စကားကိုယူသုံးရရင်တော့လူတယောက်ဟာတဘဝထဲမှာပဲ ဘဘဲသမားဆရာမအင်ဂျင်နီယာအစရှိတာတွေပြိုင်းတူလုပ်လို့မရဘူးဒါကြောင့်ကျွန်တော်တို့စာဖတ်ကြတယ်ဆိုသလိုပဲဥပမာ အမျိုးသမီးတွေလဆိုင်ရာသီလာတဲ့အခါခံစားရတဲ့ဒုက္ခကိုယောက်ျားတယောက်အနေနဲ့ဘယ်လို့မှမသိနိုင်ဘူးဒီတော့စာဖတ်ရတယ်ခတ်တော်မှဒါကိုနည်းနည်းဖြစ်ဖြစ်ခံစားနားလည်လာနိုင်တယ်မမတယောက်ဟာကချင်တွေရခိုင်တွေရဲ့ခံစားချက်ကိုနားလည်ဖို့ဆိုတာမလွယ်ဘူးအဲ့ဒီလိုပဲ မြန်မာနိုင်ငံသားတယောက်ဟာလည်းဘလို့မှအနောက်တိုင်းသားမဖြစ်နိုင်ဘူးသူတို့အကြောင်းကိုတီးဖို့ကစာဖတ်မှရမယ်ဖားကန့်ကကြောက်ရှာတဲ့လူတွေအကြောင်းတီးဖို့ကိုယ်တိုင်ဖားကန့်ရောက်ဘူးစရာမှမလိုပဲစာဖတ်ရင်သိနိုင်တာပဲနောက်ပြီးရသစာပေးကြတော့ခံစားမှုကိုပါပေးစွမ်းတယ်ဘဝတွေအကြောင်းကိုနက်နက်နဲနဲကွက်ကွက်ကွင်းကွင်းတရုပ်ဖော်ပေးတယ်တရခါ လူတယောက်ရဲ့စိတ်နှလုံးကိုပိုပြီးနူးညံ့လာစေတယ်။ကိုခြင်းစာတက်လာစေတယ်။ဒီလိုမျိုးသူတစ်ပါးရဲ့ဘဝတွေအကြောင်းပုံမှုထိတွေ့လာတဲ့အခါနားလည်ပေးလာနိုင်တယ်။အပြစ်တင်မစောတော့ဘူး။ငါပဲအမှန်ဆိုတာမျိုးတွေမဖြစ်တော့ဘူး။တကယ်တော့ရင်ကျက်တယ်ဆိုတာဒီလိုပဲလေ။ငငယ်ကတော့ကို့အတွက်ပဲကိုသိတယ်။ဒီကစားစရာလိုချင်နေ၊ဒါစားချင်နေ၊မရရင်ငိုမယ်၊ကြီးကြမယ်။ ကြီးလာတော့မှစီးပွားရေးအဆင်မပြေလို့မဝယ်သေးနိုင်တဲ့မိဘကိုစပြီးနားလေတက်လာတာဒါမှမဟုတ်စားကျင်တဲ့အစားအစာကကိုသွားဝယ်ချိန်မှာမှတိုက်တိုက်ဆိုင်ဆိုင်ကုန်နေတယ်ဆိုတော့လောကရဲ့ဖြစ်တတ်တဲ့သဘောတဘာဝတွေကိုနားလေတက်လာတာဒါကြောင့်စုပေါင်းလှုပ်အားတွေကောင်းဖို့တယောက်နဲ့တယောက်ဆက်ဆံရေးအဆင်ပြေဖို့ကိုချင်းစာတရားလိုအပ်တယ်အဲ့ဒီတော့ exposure လို့ခေါ်တဲ့အထူးတွေ့လို့ပါတယ်။ဒါရင်မဲလားဆိုတော့မဟုတ်ပါဘူး။ကိုယ့်ရဲ့စိတ်အခြေအနေကအဆင်ပြေနေဖို့လည်းလိုသေးတယ်။ပြန်စဉ်းစားကြည့်လေ။ဒေါသထွက်နေတဲ့အချိန်၊စိတ်ခံစားချက်များနေတဲ့အချိန်မှာလူဟာကိုယ့်ဘက်ပဲကိုတွေးတော့တာပဲ။မိသားစုကိုကိုကလှုပ်ကျွေးနေတယ်ပဲထား။ပုံမှန်ဆိုရင်အဆင်ပြေတယ်။ဒါပေမဲ့စိတ်လည်းဖိစီးလာရော။ငါတယောက်တည်းပြင်မနေရတယ်။ ငါဘဝကတော့ဘလို့ခက်ခဲနေတယ်စသဖြင့်မြင်လာကြတယ်လေစိတ်ဆိုးတုံးပြုံးမိလိုက်ကြတာပဲစိတ်ပြေသွားမှအော်ငါဒီလိုမပြောခဲ့သင့်ဘူးသူလည်းဒီလိုမြင်လို့ဒီလိုပြောမိတာဖြစ်မှာပါလေစသဖြင့်တွေးမိလာကြတာမဟုတ်လားဒါကြောင့်ကိုချင်းစာနိုင်ဖို့အတွက်ကိုယ့်ရဲ့စိတ်အခြေအနေတွေကိုအစဉ်ပြေအောင်ထားနိုင်ဖို့လိုပါတယ်ပြောရရင်တော့ self regulation ပေါ့ကိုယ့်ရဲ့ခံစားချက်တွေကိုတိမ့်တိမ့်ပြုပြင်တယ်လို့ဆိုလိုပါတယ် ်ချုပ်တီးထားရတာမျိုးမဟုတ်ပါဘူးဥပမာဒေါသတိတ်ထွက်နေတယ်ဆိုတနည်းအားကိုတွားပြီးအော်ဟစ်ပြစ်လိုက်မယ်ပောက်ကွဲပြစ်လိုက်မယ်စိတ်တွေတအားဖိစီးနေတယ်ဆို စားကျင်နာတွေစားပြစ်လိုက်မယ်ရုပ်ရှင်တွေပါတွေကြည့်လိုက်မယ်ဒါမျိုးတွေကလည်းထပ်ပေါက်ပေးတဲ့အနေနဲ့လုပ်လို့ရပါတယ်ဒီလို soft regulation လုံးနိုင်ဖို့ဘာလို့ပြန်တယ်လဲဆိုတော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုသိရှိခြင်းလို့ခေါ်တဲ့ self awareness ဖြစ်ပါတယ် ေါသဖြစ်ရင်ဖြစ်နေမှန်းစိတ်ဖိစီးနေရင်စိတ်ဖိစီးနေမှန်းသိရမယ်သိမှသာဒါတွေကိုထိမ့်သိမ့်ပြုပြင်နိုင်မှာဖြစ်ပါတယ်ဒီလိုသိဖို့မလုပ်ရမလဲဆိုတော့ mindfulness လို့ခေါ်တဲ့စိတ်လေးကျင့်ခန်းတွေလုပ်ဖို့လိုပါတယ်လွယ်လွယ်ပြောရရင်တော့ meditation လို့ခေါ်တဲ့တရားထိုင်ခြင်းပေါ့ဖြစ်ပြက်မြင်ဖို့အထိမဟုတ်တော့ကိုယ့်ရဲ့အသိစိတ်တွေကိုနှာသေးပြားမှာပဲထားပြီးမွေးလေထွက်နေပေါ်မှာပဲစူးစိုက်ထားလိုက်တဲ့လေ့ကျင့်ခန်းမျိုးပါ တည့်ခါတပြေးပြေးနဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုတိလာမယ်ဒေါသထွက်ရင်စိုးရိမ်ပူပန်ရင်နှလုံးခုန်မြန်လာတာအသက်ရှူမြန်လာတာခန္ဓာကိုယ်မှာပူလောင်လာတာတွေကအစာတရိထားမိလာမယ်အဲ့ဒီတော့မှ self regulation လုပ်သွားနိုင်မယ်ပေါ့အေးချူလို့အတူကခေါ်ကြတဲ့စိတ်ခံစားချက်များကို သိရှိနားလည်နိုင်စွာ emotional intelligence မှာပါတဲ့အပိုင်း၄ပိုင်းကအဲ့ဒါပဲလေပထမတစ်ခု မိမိခံစားချက်ကိုသိရှိခြင်း self awareness နောက်ပြီးမိမိခံစားချက်ကိုထိမ့်သိမ်းနိုင်ခြင်း self regulation သူတစ်ပါးခံစားချက်ကိုသိရှိနားလည်ခြင်း social awareness တနည်းအားဖြင့် empathy နောက်ဆုံးတစ်ခုကတော့ဆက်ဆံရေးတွေအဆင်ပြေစေခြင်း relationship management တနည်းအားဖြင့် social skill တွေပေါ့အဲ့ဒီ၄ခုမှာမှအဓိကအကျဆုံးအချက်ကိုပြောပါစို့ self awareness လို့ခေါ်တဲ့မိမိရဲ့ခံစားချက်ကိုသိရှိခြင်းပဲ။ကိုယ်ခံစားချက်ကိုသိလာတာနဲ့အမျှထိန်းလာနိုင်မယ်။ထိန်းနိုင်တော့သူတစ်ပါးဘက်ကနေပိုပြီးတွေးတက်လာမယ်။တွေးတက်လာတော့ဆက်ဆံရေးတွေအဆင်ပြေမယ်။စုပေါင်းလှုပ်အားတွေပိုပြီးအားကောင်းလာမယ်။ဒါကြောင့်လဲအခုနောက်ပိုင်းတရားထိုင်တာကိုကဘာကျော်ပုဂ္ဂိုလ်တော်တော်များများရဲ့နေ့စဉ်လှုပ်ဆောင်ကြရတွေထဲမှာတစ်ခုအနေနဲ့ထည့်ထားကြတာဖြစ်တယ်လို့လုပ်ငန်းတချို့မှာလည်း ဝန်ထမ်းတွေကိုဒီလိုလေ့ကျင့်ခန်းတွေလုပ်ဖို့အလောက်ချိန်အတွင်း10မိနစ်တန်းသည်15မိနစ်တန်းသည်အချိန်တစ်ခုထားပြီးလုပ်ဖို့တိုက်တွန်းနေကြတာဖြစ်ပါတယ်။ကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံတွေဖြစ်ကြတဲ့ဖင်လန်၊ဒိန်းမတ်၊စတဲ့နိုင်ငံတွေမှာဆိုရင်ကလေးတွေကိုငငယ်ကလေးကစိတ်ခံစားချက်တွေကိုသိနေအောင်လေ့ကျင့်ပေးတာမျိုးတွေရှိတယ်။ပညာရေးစနစ်မှာကဒီလိုစနစ်တွေပါနေတာ။ပိုခံစားချက်တွေကိုသိအောင် တပတ်သားကိုနားလည်ပေးတတ်အောင်လေ့ကျင့်ပေးတာမျိုးပေါ့ဆာမွေးဘွဲမှာပထမဒုတိယတတိယဆိုတာမျိုးတွေမရှိဘူးတိတော့ကလေးတွေရဲ့စိတ်ထဲမှာတယောက်ကိုတယောက်မနာလိုတာနဲသွားတယ်ဘသူဆိုဘလူတော်တာဆိုပြီးနှိုင်းပြောခံရတာတွေလည်းမရှိတော့ဘူးကိုကျွန်တော်တို့စီမှာကြတော့ငါနိုင်ရဖို့မင်းကြဆုံးမှဖြစ်မယ်ဆိုတဲ့စိတ်အခံနဲ့ကြီးပြင်းလာကြတာများတယ်လေဒီတော့လေအသိန်းဖွဲစိတ်ဓာတ်အားနေတာမဆန်းဘူးပေါ့ဒါကြောင့် င်းဘောလို့ခေါ်တဲ့စုပေါင်းလုပ်အားဆိုတာအင်းကျုံနဲ့အများကြီးပတ်သက်ဆက်ဆက်နေပါတယ်။လုပ်ငန်းအဖွဲ့အစည်းတွေမှမဟုတ်ပဲမိသားစုဆက်ဆံရေးအိမ်ကြီးချင်းတွေရဲ့ဆက်ဆံရေးအစိုးရနဲ့ပြည်သူရဲ့ဆက်ဆံရေးနိုင်ငံတနိုင်ငံနဲ့တနိုင်ငံဆက်ဆံရေးပါတာတစ်ခုနဲ့တစ်ခုလူမျိုးတစ်မျိုးနဲ့တစ်မျိုးရဲ့ဆက်ဆံရေးနောက်ဆုံးဒီကဘာလောကကြီးตายရဖို့ဆိုလဲအေးချူလို့ခေါ်တဲ့စိတ်ကံစားချက်မြင့်နေသူတွေ က်များများလိုအပ်ပါတယ်။ဒေါက်တာဖြူတီဟာ